အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြာနေရဲ့မချလာ26ရက်နေ့ review season ကိုတက်ဆက်ပြောရမှာဖြစ်ပါတယ်။မကျနာမျိုးမှာလည်းစစ်မီအချိန်မှန်မရတဲ့အတွက်အပတ်ပတ်မှအခက်အခဲကြုံနေရပါတယ်။မြန်မာမျိုးနဲ့ဝေမုံမျိုးအတွင်းမှာရှိတဲ့ဆရှောင်းစကန်နီမှာနေထိုင်တဲ့ပြည်သူတွေကိုကချင်ပြည်နယ်ကောင်စီကလစဉ်ကျပ်နှစ်တောင်စီထောက်ပံ့သွားမယ်လို့သိရပါဗျ။နိုင်ငံရေးနဲ့ပတ်သက်လို့2025အလွန်မှာကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ်လာနိုင်မယ်လို့အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လင်ကပြောလိုက်ပါဗျ။ စားရတဲ့နေကိုတင်ဆက်ပြရမှာပါကျမတို့အစီအစဉ်တစ်ဆက်သွင်းမယ့်နေဖြစ်ပါတယ်ပြကျွန်တော်မျိုးမာလျက်ဆင်မီအချိန်မှမရတဲ့အတွက်အဖက်ဖက်မှာအခက်ကြုံနေရပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါတမပေးထားတဲ့အချိန်အတွင်းတောင်လက်စစ်မီပုံမှန်မရတဲ့အပြင်ရတဲ့အချိန်လည်းမီးအားနေတဲ့အတွက်အဆင်မပြေဘူးလို့ မြို့ခံအမျိုးသမီးတဦးကမစ္စနာတင်းချန်နယ်ကိုပြောပါတယ်။ညာနေဖို့ကဝမ်းဝပုံမှန်ဝမ်းဝရှိဆန္ဒတင်းဝမီးကဒူလာချင်းတဲ့ချိန်မှာလာတယ်။လာရင်လည်းမီးကအရန်နေတယ်။အရင်ရက်တွေက24နာရီလောက်မီးမလာဘူး။လက်ရှိမီးအားနေတာကြောင့်တခါတလေရေတင်ဖို့အဆင်မပြေတဲ့အချိန်တွေရှိပြီးဖုံးအားလောက်ပဲတွင်လို့ရတဲ့အချိန်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။ပထရီဆိုင်ကအတုံးပြူနေတဲ့နောက်ထပ်မစ္စနာမျိုးခံအမျိုးသမီးတဦးကလည်းမီးပုံမှန်မရတဲ့အတွက်ဆိုင်ကဘက်ထရီအပြည့်မတွင်ရတဲ့ရက်တွေများတယ်လို့လည်းဆိုပါတယ်။ တဲ့တဲ့ဝါတော့ဒါပုံမှန်ဆိုလာနေရကွာအစရုံက6နာရီပေးတယ်အခု6နာရီတော့မပေးတော့ဘူးဘက်ထရီစံကေအားအပြည့်မသွင်းရတဲ့နေ့တွေဘယ်နေ့ရရှိပြီလဲမသိဘူးလက်ရှိမီပုံမှန်မရတဲ့အတွက်သမင်းချက်စားဖို့ထင်းမီးတွေအသုံးပြုနေကြရပြီးထင်းမီးတွေဈေးတွေလည်းမြင့်တက်နေတာကြောင့်ဝမ်းရည်ဖြည့်ရှင်းရမှာလည်းအခက်အခဲတွေရှိရလို့သိရပါဗျ။လက်ရှိမီပုံမှန်မရတဲ့အတွက်တချို့ရက်ကွက်က၁၀အိမ်လောက်ပေါင်းပြီး VIP မီးချိန်ငွေကျပ်တစ်သိန်းခွဲလောက်ပေးပြီးအသုံးပြုကြတယ်လို့လည်းသိရပါဗျ။ မြစ်နာမျိုးရဘူကလက်ဆက်တအားပေးလုံငန်းကနိုင်ငံတော်တအားစနစ်ကတအားလုံလောက်မှုမရှိတဲ့အတွက်ရက်ွက်အလိုက်တစ်ကြိမ်ကို6နာရီလက်ဆက်တအားပေးမှာဖြစ်တယ်လို့ပြောဆိုထားတယ်လို့လည်းဆိုပါရယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါရယ် ကျွန်တော်မျိုးနယ်ဝိုင်မော်မြို့အတွင်းမှာရှိတဲ့ဆူဆောင်စကန်လေးမှာနေထိုင်တဲ့ဗီဂျူတွေကိုကချင်ပြည်နယ်ကောင်စီကလဆင်ကျန်တဲ့တောင်စီထောက်ခံသွားမယ်လို့သိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။လွန်ခဲ့တဲ့ဖေဖော်ဝါရီလကတည်းကဆူဆောင်စကန်တွေမှာတွားရောက်ပြီးပြည်နယ်ကောင်စီဝန်ကြီးချုပ်ကလာရောက်ပြောကြားခဲ့တာဖြစ်တဲ့တော့နောင်ချင်းဆူဆောင်တောင်ကန်ကပြောပါတယ်။ဘုံဆောင်ဘုံလည်းလည်းမုံဆောင်ဆောင်ကြောင်းလာတော့ပြဿနာတယောက်ကို1000စီပေးမယ်လို့တော့ပြောတယ်ဒီလကုံကစပေးမယ်လို့ပြောတယ်အဲ့ဒါကိုအခုစီးရင်လုပ်နေတယ် စည်ရင်လောက်တာကြာနေတာဟုတ်တယ်ဆေးဆောင်တို့ကိုတလကျနှစ်တောင်းလုံးနဲ့ဆေးလကူညီထောက်ပံ့ပေးသွားမှာလို့ဇာတိယာကြောင့်ဝိုင်းမော်မျိုးနဲ့ဆေးဆောင်မျိုးသားတို့ကလည်းဆိုပါရင်ကမ္ဘာစံနယ်ရေးခါအစီအစဉ် WFP ကစံနယ်ရေးခါစေးထောက်ပံ့မှုတွေရပ်တန့်သွားတဲ့အတွက်ဆေးဆောင်တွေစားတော့ဖို့ခက်ခဲလာပြီလို့လည်းဆေးဆောင်တာဝန်ခံကဆက်လက်ပြောပါရယ် WFP လာရင်ကျတော့မပြောရအောင်။ WFP ကမပြတော့တဲ့အတွက်အခုကစခန်းမှာအရန်ခက်ခဲနေတယ်။စားတော့ဖို့လည်းခက်ခဲနေတယ်။ဘာမှစားဖို့မရှိတာတော့ဘူး။ခက်တော့အရန်ခက်ခဲလာပြီ။ WFP ရဲ့ထောက်ပံ့မှုရုပ်သိမ်းလိုက်တဲ့အတွက်ပါမဆိုအရန်ခက်လာပြီ။ အဲဒါကြောင့်ပြီးခဲ့တဲ့အပတ်ကလေးကဖြင်းနေကောင်စီအစိုးရအဖွဲ့ကဝိုင်းမုံမျိုးဘက်ကစစ်ဆောင်စခန်းတွေမှာတရင်ထောင်ကိုဆန်၆ပြည်စီနဲ့ကျဲဥစည်လုံးစီကိုလိုက်တောင်ခွဲဝေပေးနေတယ်လို့လည်းသိရပါတယ်။လက်တလုံးမှာတတင်းခွဲဆန်တဲ့ကိုချက်တတင်းဝန်ကျင်ရှိနေတဲ့အတွက်စစ်ဆောင်တွေအနေနဲ့အနေစင်စားတောင်းနိုင်ဖို့တချို့ကအေယာဝတီမီကန်တဖက်တနိုင်တပိုင်းရှိကျင်ကြပြီးတချို့ကရွာတွင်းကနေစားလုပ်ငန်းတွေကိုလုတ်ကင်နေကြတယ်လို့လည်းသိရပါတယ်။ KO KI ထင်းချုပ် area အတွင်းကဆေးရှောင်စခန်းတွေမပါဘဲအဲဒီစားနယ်ရခစီထောက်ပောင်းငွေတွေကိုတပြည်နယ်လုံးရှိစစ်ကောင်စီထင်းချုပ် area အတွင်းမှာရှိတဲ့ဆေးရှောင်ပြည်သူတွေကိုသာထောက်ပံ့သွားမှာဖြစ်တယ်လို့လည်းကြားသိရပါတယ်။လက်ရှိအခြေအနေကချင်ပြည်နယ်အတွင်းဆေးရှောင်ပြည်သူ2300ကျော်ရှိတယ်လို့ UNHCR ရဲ့ March 18ရက်နေ့ကနောက်ဆုံးထုတ်ပြန်ထားတဲ့ဇာတ်ရင်းအရသိရပါတယ်။ နိုင်ငံရေးနှင့်ပတ်သက်လို့2025အလွန်မှာကြီးမားတဲ့စင်ကုန်မှုတွေဖြစ်ပေါ်လာနိုင်ပေလို့အာနာသိစစ်ကောင်ဆောင်မှုချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။မတ်လ25ရက်နေ့ကကျင်းပခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအဲဒီလိုပြောခဲ့တာဖြစ်တယ်လို့ဒီကနေ့ထုတ်စစ်ကောင်စီသတင်းစာရီမှာဖော်ပြထားတာပါ။ 2025အလွန်တွင်နိုင်ငံရေးနှင့်ပတ်သက်လာပါကမိမိတို့အတွက်အလွန်ကြီးမားသည့်စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်ပြီဖြစ်ကြောင်းပါတီစုံဒီမိုကရေစီစနစ်ခန့်ခိုက်မှမှဖြစ်စေရေးအတွက်မိခေတို့ထိန်းချုပ်ဆောင်ရွက်သွားရမည်ကိုစဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဆိုပြီးသတင်းစာမှာဖော်ပြထားတာဖြစ်ပါတယ်ရွေးကောက်ပွဲကိုတော့အခုနှစ်ဒီဇင်ဘာလတတိယပတ်နေ့စတုတ္ထပတ်2026ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့မှာကျင်းပဖို့လျှာထားပြီးရွေးကောက်ပွဲအထမ်းမြောက်ဖို့ဦးစားပေးဆောင်ရွက်ရမယ်လို့လည်းမင်းအောင်လင်ကပြောပါရယ် မီတော့ပင်ဖြစ်စေလာမီနစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာချမ်ပပီစီယံလိုချောင်းလှုပ်လိုက်သူကပြောပါရယ်။လက်ရှိအချိန်မှာတော့ပူချုံမူချင်းမြောင်းလိုင်းချမ်ပမဲ့ရွေးကောက်ပွဲကိုတရုတ်ရုရှားအပါအဝင်အာဆီယံနိုင်ငံတချို့ကလည်းကူညီမယ်လို့ပြောဆိုထားကြပါရယ်။တပတ်မှလည်းအမျိုးသားညညရေးအစိုးရအညွကြီးအပါအဝင်တော်လိုင်းရေးအားစုတွေကအဲ့ဒီရွေးကောက်ပွဲကိုကန့်ကွက်ချသလိုဒီမိုကရေစီနိုင်ငံကြီးတွေကလည်းစံကျင်ထားပါရယ်။ ကလေးဖြတ်ချရခြင်းရဲ့နောက်ဆက်တွဲဆိုချိုကဘာတွေဖြစ်မလဲအမျိုးသမီးတချို့မှာအကြောင်းအမျိုးမျိုးကြောင့်ကိုဝင်ရလာတဲ့အခါမှာအချိန်လွတ်မှမလို့ချင်းတို့ဖြတ်ချဖို့နီးမျိုးစုံသုံးပြီးကိုဝင်ကိုဖြတ်ချတတ်ကြပါတယ်လက်တင်နဲ့အနှိမ်မလို့လက်တင်မနိုင်လို့တိတ်ဆုံးသွားရတဲ့အမျိုးသမီးတွေလည်းဒူးနဲ့တဲပါပဲဒါလို့ရင်ဒါဖြစ်မဲ့တိတိနဲ့အကာအကွယ်မယူကြပဲအတူနေရာကနေကိုဝင်ရလာတဲ့အခါအချို့ကတော့ကလေးတွေကိုစွန့်ပစ်တတ်ကြပါတယ် တချို့လဲလူမတိအောင်ကိုဝင်ဖြက်ဆေးတောက်ရာကနေကလေးတော့ပြက်ကြပေမဲ့မိမိတောက်လိုက်တဲ့ဆေးရဲ့ဆိုးကျိုးကိုလည်းတွေးမိကြပါမလားကိုဝင်ဖြက်ချဖို့တောင်းတဲ့ဤအမျိုးမျိုးမှာပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်ဘာလို့လဲဆိုရင်ဖြက်ချရမှာတချို့ကမိမကိုယ်တက်ကိုစပိန်စမုတ်တန်နဲ့ထိုးချပြီးဖြက်ကြတုံးတချို့ကကြက်မွေးထိုးထည့်ပြီးဖြက်ချကြတယ်ဒါရုပေဒါဆေးရည်ထည့်ပြီးဖြက်ကြတယ် အနိုင်တဲစီကအပေါ်ကနေဖိနှိပ်ချခံပြီးဖြတ်ချကြတရုတ်ကလာတဲ့ဆေးတွေအွန်လိုင်းပေါ်ကဆေးတွေတောက်ကြတယ်တကယ်ကိုနှီးမျိုးစုံနဲ့ဖြတ်ချကြတာအလွန်ကြောက်စရာကောင်းပါတယ်အဲ့လိုဖြတ်ချခြင်းရဲ့နောက်ဆက်တွဲကဘာတွေခံစားရမလဲဆိုရင်ကိုဝန်ဟာဖြတ်ချတိုင်းမပြတ်ကြခြင်းကိုဝန်ကမပြတ်ပဲတအိမ်ထဲမှာကလေးတည်နေခြင်းကလေးအတေမွေးခြင်းမပြတ်ကြပဲမွေးလာခဲ့ရင်ကိုလက်အင်ကာမပြေဆုံးခြင်း ဝိရပါယောဂများပါလာခြင်းစရတွေဖြစ်နိုင်ပါတယ်။တအိမ်ပေါက်သွားခြင်းကိုယ်ဝန်ဖြတ်ချရမှာတအိမ်ပေါက်သွားခြင်းကအဖြစ်များကြလို့တအိမ်ထုတ်ပြရတဲ့အပြင်အတက်အန္တရာယ်ကိုပါထိခိုက်ဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးတအိမ်နိုင်ရန်ချစ်မိလို့မကူတခဲ့ရင် နောက်ထပ်ကလေးလုံးဝရနိုင်ခြင်းမရှိပါဘူး။တွေးထွက်လွန်ခြင်းတအိမ်ဖြစ်စီပြီးအလုံမလုံနိုင်ခြင်းဒေတာအပိုင်းအစကျန်နေခြင်း ်တရင်ခေါင်းအဝပျက်စီးခြင်းစတာတွေကြောင့်တွေးထွက်လွန်ပြီးအသက်ကိုဆုံးရှုံးနိုင်ပါတယ်။တရင်ခေါင်းကိုထိခိုက်ခြင်းကိုယ်ဝန်ဖြတ်ချဖို့နီလန်းမျိုးစုံတရင်ခေါင်းအတွင်းထဲထိုးထည့်ပြီးဖြတ်ချလိုက်ရတဲ့အတွက်တရင်ခေါင်းထိခိုက်ပျက်စီးသွားခြင်းတဲဦးထိခိုက်ခြင်းပေါက်ခြင်းပိုးဝင်ခြင်းပြည့်တဲ့ခြင်းတွေဖြစ်တတ်ပါတယ်။ခနာကိုပိုးစိတ်တက်ခြင်းပိုးစိတ်တက်ခြင်းကမတန့်ရှင်းတဲ့ပစ္စည်းတွေနဲ့ဖြတ်ချခြင်း လက်ဖြင့် night ထုတ်ခြင်းကလေးအထဲတွင်တည်ဆုံနေခြင်းစီးရီထဲခြင်းစရတွေကြောင့်ခန္ဓာကိုယ်ကနှံ့ပြန့်နှံ့သွားပြီးတွေးရစိတ်တက်နိုင်ပါတယ်စေဝါးတွင်လည်းဖြတ်ချတဲ့အခါတက်ရှိတူဖြစ်တဲ့တတိတောက်ကိုတည်ဆင်းအောင်လှုပ်တာဖြစ်တဲ့အတွက်ကြောင့်မိခင်အတွက်လည်းအစိတ်အတောက်တွေဖြစ်စေပြီးပိုဝင်ခြင်းတတိလက်ခြင်းကိုယ်တွင်စိတ်သက်ပြီးဖြားခြင်းတွေဖြစ်စေတတ်တယ်လို့ ဟိုကတအိမ်မတစ်ဆင်တွေးကြောထဲဝင်ပြီးတော့တကူလုံးကိုပြတ်နတ်ပြီးကိုတွင်းအင်္ကာတွေအလုံးမလုံးတော့ပဲအသက်ပါဆုံးရှုံးနိုင်ပါတယ်။နောက်ပြီးကိုဝင်ဖြတ်ချချင်းကြောင့်နောက်ပိုင်းကလေးပြူခဲ့ရင်တအိမ်ပြင်မှာတတိတဲချင်းတာဥအိမ်တာဥပြွန်1 by စတဲ့နေရာတွေမှာတတိတဲချင်းကိုဝင်ဖြတ်ချထားချင်းကြောင့်တအိမ်နေရာတွေမှာအမာရွရှိနေချင်းအမာရွကြောင့်အချင်းရှိရောက်နေချင်းအချင်းရှိရောက်ချင်းကြောင့် ကလေးကိုလက်အင်္ကာချိုးရနိုင်ခြင်းလက်မစိပေါင်မပြည့်ပဲကလေးမွေးဖွားလာခြင်းအပြင်ကိုယ်ဖြတ်ချတဲ့နီးတွေကြောင့်ပြွန်နေပိတ်ပြီးကလေးမရနိုင်ခြင်းဝမ်ပိုက်အတွင်းပြည်တဲခြင်းကြောင့်ဦးလန်းချောင်းဖောက်ဖြတ်ထုတ်ရခြင်းစီလန်းချောင်းပေါက်ခြင်းစတာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုယ်ဝန်ဖြတ်ချခြင်းနဲ့နောက်ပိုင်းဆိုးကျိုးတွေကကြောက်စရာကောင်းပြီးလုံးဝကလေးမရနိုင်တာတွေအထိရှိပါတယ်ကိုယ်ဝန်ဖြတ်ချခြင်းကကလေးဆယ်ယောက်မွေးတာနဲ့ညီမျှတယ်လို့ ရှေ့လူကြီးတူမတွေပြောတာကြားဖို့ကြာမှာပါကိုုံဖြတ်ချပြီးဒီဆူโจတွေအပြင်နောက်ပိုင်းဆူโจထက်ရှိပါသေးတယ်အဲ့ဒါကတော့ရင်သားကင်ဆာဖြစ်ခြင်းနဲ့စိတ်ဝေဒနာခံစားရခြင်းပါရင်နာကင်စာပါကြောင့်ဖြစ်ရတာလဲဆိုရင်ကိုယ်ဝင်ရှိနေစေရင်သားကနှုတ်ထွက်စေတဲ့ဟော်မုန်းအပြောင်းအလဲရှိပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့်ရင်သားဆဲတွေကင်စာဆဲတွေအဖြစ် ပြောင်းလဲနိုင်တယ်လို့ပုံမှန်ကိုယ်ဝင်ဆောင်ခဲ့ရင်တော့ ကင်ဆာဆဲအဖြစ်မပြောင်းလဲနိုင်ပါဘူး။ပုံဝင်ဖျက်ချခဲ့ရင်တော့ရင်သားကင်ဆာဆဲအဖြစ်ရောက်နိုင်ပါတယ်။ဆေးဝေဒနာခံစားရခြင်းကိုယ်ဝင်ဖျက်ချခြင်းကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတောင်မကစိတ်ပိုင်းဆိုင်ရာထိခိုက်စေပြီးယူးတွတ်သွားတဲ့အထိခံစားရနိုင်ပါတယ်။မြစ်နာတရင်ချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရာသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။